ဒီမိုကရေစီရရှိရေးတို့ရေးတို့ရေးစစ်အာဏာရှင်ချဆောင်ရေးတို့ရေးတို့ရေးတဲ့ဟမ်အော်လိုက်ကြလားအော်လိုက်ကြလားတနိုင်ငံတော့ဖြောင်းတတ်နေတာနာဟာလုံးဝလုံးဝဒီမိုကရေစီရရှိရေးတို့ရေးတို့ရေးဟေးဟေးစစ်အာဏာရှင်ချဆောင်ရေးတို့ရေးဟ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 ိုကရွေးကောက်ဝဲရွေးပြီးမယ်နော်အားလုံးကဒါဒီမိုကရေစီနီးတိုင်းကြကြ နစ်စည်းကမ်းပြေဝတဲ့ဒီမိုကရေစီကိုဖော်ဆောင်ပေးမယ်စည်းကမ်းပြေဝဖို့လိုအပ်တယ်ဒါကိုစနစ်တကျအတိုင်းကြီးမှာမပြတ်သေးဘူးတွက်ကိုစစ်မှန်ပြီးစည်းကမ်းပြေဝတဲ့ဒီမိုကရေစီကြီးကိုလုပ်ပါတယ်ဆိုတဲ့ဟာမှာစည်းပြက်ကမ်းပြက်ဒီစည်းပြက်ကမ်းပြက်ဒီအများကြီးပေါ်လာဒီမိုကရေစီပြဒီမိုကရေစီဒီမိုကရေစီကစည်းပြက်ကမ်းပြက်လာဟွန်းအဲ့မှာကျွန်တော်တွေ့လိုက်ပါတယ် ဒီမိုကရေစီဆိုပြီးတော့မိခင်တို့လိုခေါင်းကြီးတို့လိုဆရာကြီးတို့လိုဒီရဲ့တပည့်တွေတဦးတယောက်တဦးပေါ့ဗျာပြောတဲ့ဥစ္စာဒီမိုကရေစီလမ်းစဉ်ရှောင်မှဆိုလို့ရှင်လို့ရှင်ဒါလူတွေဆိုတာဒီလိုမျိုးခွဲခြမ်းစိတ်ပြလို့မရအောင်ဒီမိုကရေစီကလူခွင့်ရလူတိုင်းမှာအခွင့်အရေးရှိရမယ်လူတိုင်းမှာအခွင့်အရေးရှိရဟာလောကမိုက်တယ်ငောင်းနိုင်ငံမှာဖယားဘယ်နဲ့စုရှိတယ်ဈေးဒီဘယ်နဲ့စုရှိတယ်ဖုံးကြီးเจ้าဘယ်နဲ့เจ้าရှိတယ် အားလုံးအစုပေါင်း30ရှိလို့ချင်းဟုတ်ပြီဘလီတွေလည်း70နောက်ဆောက်ရတယ်ကိုဘကိုဆန့်ရေးဆောက်ဒါမျိုးကစီလူခွေရေးပါကိုလုံးချက်လာလို့ချက်ကြောင်းနေဟာလားပစံရင်လားတိုင်းနေကြီးဆောက်ပြက်ဓမ္မကေစီလူခွေရေးပဲအဲဆိုဒီတိုင်းကြီးဘယ်နှောင်းကဘယ်နှောင်းကသွားပြီးတော့ဒီတိုင်းကြီးကတည်တန်းခိုင်နေတော့မလဲငွေနဲ့ဝယ်ကုန်ကြမှာပေါ့အဲ့ဒါကြောင့်တက်မှာစီကံပြေသွားတယ်ဒီမိုကေစီလို့ပြောတာဟုတ်လားသဘောပေါက်လား ဒီမိုကရေစီဆိုတာတလွဲတွေမှာတွေးကြနေเนาะအဲ့ဒါလေးကျွန်တော်ပြောချင်တာနောက်တစ်ခုအမေရိကန်နိုင်ငံမှာပတ်စံရှိတဲ့လူတွေတဘောကြီးပဲအော်နောက်ဘက်မှာဆို OIC နိုင်ငံကတောက်ချောတောက်ချောကတ်နေသူတို့နိုင်ငံမှာသူတို့ကိုယ်ွက်တဲ့ဘာသာပါလဲခရစ်ယာန်ဘာသာကိုယ်ွက်တယ်ဟာလားသူတို့ရောအဲ့လိုမျိုးဒန်းသူရီသူဒန်းသူလူမှုပဲသူသူပဲဆိုပြီးအဲ့လိုဒန်းသူလိုက်စောက်ကြလားတွေ့လားတွေ့လားပါကစ္စတန်လောက်ပါမှာဗမာဘုံရောင်းလို့ဟဲဗီတွေလှောက်စောက်လို့ရတာဒန်းသူခွင်းဆိုရှိလားကဲဒူဘိုင်းတို့ဘာညာရှာကြီးဟို ရှိရင်ပြောရှိရင်ပြောဘာကြီးပြောရှိရင်ပြောဒီမိုကရေစီဆိုတာကဒါကိုနိုင်ငံနဲ့တင့်လျော်တဲ့စီကံပြေဝတဲ့ဒီမိုကရေစီပဲရမှာပေါ့ဟုတ်လားအဲ့ဒါမှမြန်မာနိုင်ငံဆိုတာတည်တန့်ခံရမှာပေါ့မြန်မာနိုင်ငံကိုဘယ်သူမှဆိုလာပြီးတော့ငွေကြေးချမ်းသာတဲ့သူဆိုတော့ခင်ဗျားတို့စဉ်းစားကြည့်မွတ်စနေတစ်ထည့်အောင်မှမြန်မာလူမျိုးတွေဘယ်လောက်လုံးလုံးနေလဲ တရုတ်တည်းရဲ့အောက်မှာမြန်မာလူမျိုးတွေဘယ်လောက်လောက်လုံနေလဲရက်ခိုင်လူမျိုးရဲ့အောက်မှာမြန်မာလူမျိုးတွေဘယ်လောက်လောက်လုံလုံနေလဲဟင်ဟင်ဟင်စဉ်းစားလေစဉ်းစားလေပလောင်လက်အောက်မှာ MNDA လက်အောက်မှာကိုကန့်လက်အောက်မှာဝါလက်အောက်မှာမြန်မာတွေဘယ်လောက်လုံလုံနေကြကိုကန့်တည်းတည်းအောက်မှာမြန်မာလူမျိုးတွေဘယ်လောက်လုံလုံနေလဲဒါတွေကိုစိတ်ရင်းသိတာဟမ်သိရောသိရလားအဲ့လိုမျိုးသာပတ်စံရှိပြီးတော့ ဒီမိုကရေစီဆိုပြီးတော့လုပ်မယ်ဆိုရင်ဟဲ့နိုင်ငံငွေနဲ့ဝယ်တဲ့နိုင်ငံငွေနဲ့ဝယ်သွားမှာပေါ့ခင်ဗျားတို့တားသမီးရဲ့တားများလည်းအကုန်လုံးကတတ်သက်ကြုံမဲ့ဖြစ်တော့မှာပေါ့ငွေနဲ့ပဲအကုန်လုံးလုံးနေမှာပေါ့ဒီမိုကရေစီဆိုတာလူခွင့်ရေးဆိုတာလူအခွင့်အရေးဆိုပေမဲ့နော်နိုင်ငံရဲ့အမျိုးဘာသာတာသနာရဲ့အောက်မှာပဲတွားမယ်အခွင့်အရေးရှိတယ်စီကံပြေဝတယ်ဒီမိုကရေစီဒါဖြစ်ရဒါကိုကျွန်တော်တို့ပြောချင်တာအခုလက်ရှိဟလာဒါညဆိုလို့ရှင်လို့ချင်းဒါ TLL လေးပလောင်လေး ဒါသူတို့ရဲ့အခြေသားလည်းမဟုတ်ဘူးမိုးကုံမှာနော်ဟာလားမိုးကုံမှာဒါသူတို့အခြေကြတယ်ညတော့ဒီနေမီ30ကဈေးရွက်လာဈေးလာအဲ့နေမီ30ကဈေးရဲ့နောက်တစ်ခါကျတော့ရွှေလိုက်ပြလာအဲ့ရဲ့ညာ9နိုင်10နိုင်7နိုင်လောက်မှာဖိထူးချပလိုက်ဟာလားသွားတယ်အဲ့ဒါဘာကြောင့်တတ်မလို့အဲ့လိုသွားလို့တာမှန်လားမှန်လားဆိုခင်ဗျားတို့ပဲခင်ဗျားတို့စဉ်းစားတိုင်းမှာဒီလိုတွေကျူးကျောင်းနေဒီလိုတွေလိုက်လုံနေတဲ့အဥ္စာကိုဒီလိုမျိုးသား လွတ်ထားနိုင်မှဆိုလို့ချင်းခင်ဗျားတို့ပြောတဲ့ဒီမိုကရေစီကလက်နက်နဲ့ချိန်ချောက်ဖို့လက်နက်နဲ့တိမ်ဖို့လားဒီမိုကရေစီဆိုပြီးတော့ဘန်းပြပြီးတော့မလုပ်နဲ့လေအဲ့ဒါဟုတ်လားတန်းတော်ကတိုင်းပြည်အတွက်ဆိုတာခေါင်းထဲမှာထည့်ခေါင်းထဲမှာတက်အဲ့တော့ဒီမိုကရေစီကရေးတို့ရေးတို့ရေးလုပ်တဲ့လူတွေတာသမီတွေအခုပါခဲ့တယ်စစ်မှုထမ်းဦးတွေမှာပါပြီမလားစစ်သားကြီးတွေဖြစ်ကုန်ပြီမလားတိုင်းပြည်တို့ကာကွယ်နေပြီမလားအဲ့တော့ခင်ဗျားတို့လေတံပြောင်းသွားပြီလားတို့ညီမတို့ရက်စွန်းပြောင်းပြီးအားလုံးလေးပြီးပြီးတိုင်းဖြစ်သွားပြီလား ဟုတ်လားအဲ့တော့တိုင်းရင်ကအုံနောက်တော့ဒါပေါ့နော်အုံနောက်ကိုလော့လော့လော့တော့ငါတို့တိုင်းရင်ကိုကောင်းအောင်လုပ်မယ်ဘလို့တိုးတက်အောင်လုပ်မယ်ဒီမိုကရေစီတဲ့စစ်မှန်ပြေးွားတဲ့ဒီမိုကရေစီဒါလူ့အခွင့်အရေးကိုလည်းပဲငါတို့ရရှိမဲ့အခွင့်အရေးကတစ်ဖက်လူရဲ့ဟိုအခွင့်အရေးကိုကြော်လွန်ပြီးတော့မယူပဲနဲ့ဟာလားငါတို့ရဲ့ရတဲ့ရတိုင်းတဲ့အခွင့်အရေးပဲငါယူပြီးတော့ဒါကိုလှုပ်ဆောင်အောင်မယ်လူ့အခွင့်အရေးဆိုတာဟုတ်လားလွတ်လပ်ရေးဆိုရလဲဒါဘောကြောင့်ဆန်ပြောထားပြီးသားစကားတွေရှိပြီးသားပဲဟုတ်လား အဲငါလွတ်လဲ့ရောက်ပြီဆိုပြီးတော့ပစိုးလန်ပြီးတော့အိတ်နေလို့မရဘူးဟုတ်လားလွတ်လွတ်လပ်လပ်နဲ့ကိုယ့်အလုပ်ကိုကိုယ်လုပ်မယ်ကိုယ့်အနေဖြစ်လို့ကျတရားဥပဒေစိုးမမှုနဲ့လုပ်ရမယ်ဒါလေးကိုဘုကြောင့်ဆန်းဒါဒီလောက်ကြီးအဝေးကြီးပြောနေပါဘူးဝေးလုံးလုံးနီးတဲ့နေရာပဲပြောတော့မယ်နော်အဲ့တော့ကျွန်တော်ကအခုပါတီတွေထွက်လာပြီဟိုနေ့ကဆိုလို့ရှိရင်ဒါဒေါ်သက်သက်ခိုင်တို့ပါတီတွေ့တယ်နော်ပါတီတွေတွေ့လာပြီဒါပါတီတွေတွေ့တာကောင်းတယ် ။ဘိုင်းတော့ဒီအခုဒီဘက်မှာတွေ့တဲ့ပါတီတွေကကြည့်နေတဲ့ဘဟုဦးစီးစနစ်ကလွယ်လို့ဘာမှဒီမိုကရေစီမဟုတ်ဘူး။အဲတော့အပေါ်ကနေဒါလို့ဒါလို့ဆိုပြီးလွတ်တော်ကိုယ်စားလှယ်ဆိုတော့ဒါလို့ဒါလို့ဟိုကဆိုလဲဒါလို့ဒါလို့ဘယ်သူစားဒါလို့ဒါလို့နဲ့သွားတဲ့ဟာတွေမြန်မာနိုင်ငံမှာဒီမိုကရေစီစစ်ပေါ်လာတယ်ဒီမိုကရေစီ National League for Democracy ဒေါ်အောင်ဆန်းစုကြည်ဒါပါလေဟွန်းင်းပေါ့အမျိုးသားဒီမိုကရေစီဘက်ကအပေါ်ကနေမှညွန်ကြနေအပေါ်ကနေမှညွန်ကြအာသူတို့ကလှုပ်တဲ့နှုတ်သေးလို့လှုပ်တဲ့နှုတ်သေးမလှုပ်ခိုင်းနဲ့အရှင်းရှင်းလေးပဲဟုတ်တယ်မလား ဒါမှဆိုစာဝေဖတ်ပြီးတော့လုပ်တာပဲအဲဘာကြီးလို့ဆိုဒါလွတ်တော်ကိုယ်စားလှယ်မို့တကယ်ဝင်းကြီးတို့ကလုံနိုင်တယ်လုံနိုင်တဲ့အရေချင်းကိုကိုကိုရှိတယ်နော်အဲ့ဒါနဲ့အဲ့လိုမျိုးအပေါ်စည်းရနေပြီးတော့မှဘဟုထုတ်ကင်မျိုးပဲပဲပြီးတော့မှသူတို့ကြောက်နေရပြီးတော့မှငွေရှာပေးရတဲ့ပုံစံမျိုးဆိုတော့လောက်စားတောင်းမရှိဘူးလွတ်တော့ကိုယ်စားတဲ့လှုပ်ချင်တယ်ဝင်းကြီးတဲ့လှုပ်ချင်တယ်ဒါနဲ့အောက်မှာဝင်းကြီးကကိုကလှုပ်နေတယ်ဟာအပေါ်ကညွန်ကြက်နဲ့လိုက်ဒါမှမလုပ်နဲ့ဟိုကမလုပ်နဲ့ဘာလုပ်မှလဲကိုလုံးကကိုတိုင်းပြီးတော့လွတ်လွတ်လပ်လပ်လှုပ်ပေးမယ် တိုင်းနာရှိတဲ့ပြည်သူတွေကောင်းစားဖို့အတွက်ဘလို့ကြံစီပြီးလုပ်ပေးမယ်ကိုမိုင်းကိုတန်လိုက်ထောင်တန်းသွားမယ်ရှင်းရှင်းလေးပဲပိုင်းစားရတော့ကိုလည်းလုံတော့မယ်ဆိုတော့ကျပိုင်းမရှိတော့ရောက်9000ရှိ9000ချပြမယ်ပိုင်းဝင်ကြီးဘွားနဲ့ထွက်သွားလို့9000နဲ့ကျော်သွားရင်အဲ့မှာတခိုးဆိုပြီးဆွဆွချဘိုင်းရအဲ့လိုပြက်တာအခုအဲ့လွတ်တော့ကိုစလဲတွေအကုန်တော်တော်များများလုံရဲလားဘယ်သူမှမလုံရဲဘူးဘယ်သူမှမရှိဘူးဟုတ်လားကျွန်တော်ကလုံပြီဆိုအဲ့လိုလုံမှာအေးကျွန်တော်လုံလို့ရမယ်ပါတီမျိုးမတွေ့သေးဘူး ဒါရိုးရိုးလေးပဲလှုပ်လို့ရနိုင်တဲ့အရေးကြီးရှိရပါလိမ့်မတွေ့သေးဘူး။ဒါကြီးလိုက်လို့ရှင်အပေါ်စီးရအပေါ်စီးရပဲ။ဟောကောက်ပြီးသုံးလုံးပါစီလမ်းဝင်လိုက်ရာကျွန်တော်ဒါမဖြည့်တင်တဲ့စကားလေးဖြည့်တင်တဲ့ဘာလေးဒါပါတီရဲ့ CEO ရဲ့ဆိုပေးချက်ဘာညာကျွန်တော်နှုံလို့ရှင်ဒါမလိုဘူးပါပြီးတော့လှုပ်ရတမျိုးပဲ။ဒါကကျွန်တော်လှုပ်နိုင်ပါတယ်။ရအောင်လှုပ်ပေးရမယ်ပြည်သူအတွက်။အဲ့လိုပါတီမျိုးဆိုထောက်ခံမယ်။ကိုယ်တိုင်စီယုံမိမယ်တပြောင်းမမြူကိုပစံနဲ့ကိုစားကိုကန်းနဲ့ကိုသွားကိုစီနဲ့ကိုသွားစီယုံမိမယ်ဒါပေမဲ့တကယ်တော့လုပ်ပြီး လုံမပဲထောင်ကြခံပြီးတော့တိုက်ခိုင်းမှာဒါရှင်းတယ်ကျွန်တော်ကအပြက်တယ်ကျွန်တော်ဖြီသူတွေလောက်တာဟုတ်လားဒီမိုကရေစီရဲ့ဒိုရဲဒိုရဲဆိုမလုံဘူးဗစက်နဲ့တောင်းလို့မရဘူးဒီမိုကရေစီရပြီးွားလို့ကျင်အဲ့ဒီမိုကရေစီဆိုတာကြီးကိုပြည်သူတွေကနေပြီးတော့မှအားလုံးကတလုံးတစီတလုံးနဲ့တညီတညော့တဲဟာလားအစီကံပြည့်ပြည့်ဝဝနဲ့လုံမှရမှာဒီမိုကရေစီရပြီဆိုပြီးတော့နိုင်ငံမှာဖာတွေကအပြည့်ပဲယောက်ျားလေးတွေတော့ဖာရေရှိတယ်သွားကြည့်လိုက် ယောက်ျားလေးအိုးနဲ့နဲ့နောင်နောင်လေးတို့ပြီးတော့နန်းကာမတိုင်နေပါများရဲ့ဒါမျိုးကစီလည်းရအောင်ဟုတ်လားဒါတမျိုးကစီမဟုတ်ဘူးခိုးကန်းကောင်းတယ်လွတ်လပ်လက်ခိုးစေးချားကောင်းတယ်လွတ်လပ်ချအားလုံးချင်တာလို့ဒါတမျိုးကစီမဟုတ်ဘူးနော်ဒါလေးတွေကိုမသိမနဲ့အော်အဲ့လိုလုံလို့ရတဲ့ပါတီတွေတော့အော်ဆိုဗမာနိုင်ငံကစီးရတာ90ရာခိုင်နှုန်းရှိရတယ်ဗျ80ရာခိုင်နှုန်းလောက်ရှိတယ်ဟုတ်လားမလား ဟို900ရာခိုင်နှုန်းကအနာရှိတဲ့သူတွေထားလို့ချင်းဆယ်ဟိုကျန်တဲ့ဆယ်ရာခိုင်နှုန်းကတထေးတွေရှိမှာအောက်မှာ85ရာခိုင်နှုန်းရှိတယ်စည်ရသားတွေကအဲ့တော့အဲ့လိုလွတ်လပ်ရတဲ့ဒီပါတီပဲအားပေးမှာပေါ့ဟုတ်လားအဲ့တော့အဲ့ဒီပါတီကအခုတောင်းကဟိုနေ့ဖြစ် LD ပါတီကဖြစ်နောက်တခိုးချဘိုးဘာညာတဲ့လူစိုးလူမိုက်တွေလည်းထွက်လည်းထွက်လာကောအာလူသက်တွေရောပဒိန်းရောရှုပ်ချက်ကန်နေတာပဲဟို UNG တွေရော PDF တွေရောဘာတွေနေရာမှာစုံနေတာပဲဟိုနေ့ကဆိုလဲခလေးလေးတွေတည်ကြတာဟုတ်လား ကလေးလေးတွေသွားကြလက်ကြတာဘာမှမသိတာကလေးဒါပေမဲ့ဒီကလေးတွေကဒီတော့ထဲမှာနေတော့ဒီလိုပဲအကျန်းဖက်တွေပဲမွေးထုတ်နေမှာပဲအကျန်းဖက်တွေပဲဖြစ်လာတော့မှာဒါလည်းကိုလည်းကြောင့်လို့ကဟိုနေ့ဖြစ်လို့ပြောတာမဟုတ်ဘူးကိုချင်းမဆန်လို့ပြောတဲ့စကားမဟုတ်ဘူးနောက်ဒီမိုကရေစီရရှိရေးဆိုလို့ချင်းအခုဒီမိုကရေစီအတွက်ကိုမင်းအတွက်ကိုခင်ဗျားကနှောက်ရှက်နေခင်ဗျားတို့ကိုယ်တိုင်ဟိုပါတီတဲ့ဝင်ဝင်ပါတီတွေလို့ပါတီတွေထောင်ပြီးတော့မှခင်ဗျားတို့နိုင်ငံရေးဟိုနေ့ကိုအာဏာကိုဥပဒေညီလန်နိုင်လို့နော်ဒါလေးကိုကျွန်တော်ပြောချင်လို့အဲတပြောတာဒါလေးကိုပြောချင်လို့ပြောတာ ကျွန်တော်ဝင်ကြီးလုပ်မယ်ဆိုကျွန်တော်ရှင်းရှင်းလေးခြားပြလိုက်မှာကျွန်တော်ပါစက်တသောင်းချင်းတသောင်းဝင်ထုတ်ပြလိုက်မယ်ကျွန်တော်ဝင်ကြီးနေရာနဲ့ဆင်းသွားအဲ့ငွေတသောင်းမှကျွန်တော်ဣဒဲထည့်ပြီးသွားမယ်ကျွန်တော်ထမင်းမဲ့ကျွေးလာတာမျိုးပြက်တယ်ပညာရေးချင်းတော်မင်းနဲ့ဘွဲရပြီးသားနော်အဲ့အားလေးပဲပြောချင်တယ်ပိုင်ကြီးတော့ပြက်တယ်တိုင်းပြည်တော့လုံမှာလုံဝင်မှာအမှုပညာနဲ့လည်းလုံဝင်မယ်ကိုနိုင်နဲ့ဝင်နိုင်နဲ့အားတိုင်းပြည်တော့ပဲရှိရမယ်ဒါကျွန်တော်မှအဖြူသေးအစိမ့်နဲ့နေနေဝိုင်းမလုံးတော့ကျွန်တော်မှရှိတာပြည်သူရှိတယ်ကျွန်တော်ရင်ထဲမှာတက်တော့ရှိတယ်ဒီနှစ်ခုပဲ တတ်မလို့မရှိရင်တိုင်းကြီးဆိုတာဘယ်နာမမှမရှာနဲ့ဘယ်တားမမှမရှိဘူးအဲအခုအဲ7နှစ်ပြည့်သွားလို့ဒါပါပဲ